စီးချိုနေခြင်းကိုယောဂါတို့တတ်ဖတ်ဖို့မသိတော့တဲ့အကြောင်းရင်းတစ်ခုပေါ်လာတယ်မင်္ဂလာပါကျွန်တော်ကဘုံခတ်ဒေါက်တာဦးတည်ဆလပါဒီနေ့လူတွေအများဆုံးလူတွေအချုပ်ထွေးသွန်းတော့မိကလေးတစ်ခုတူတူတရုတ်ဖြစ်ကျင်ပါတယ်အဲ့ဒါကတော့စီးချိုယောဂါလားသွေးချိုယောဂါလားပေါ့လူနာတွေတွေ့လိုက်ပြီဆိုလို့ရှိရင်ဆရာကြီးကျမမှာစီးချိုနေပြီလား ။ဟောကျွန်တော်ကသွေးကြိုနေပြီလား။ဆိုစီးကြိုခြင်းနဲ့သွေးကြိုခြင်းကိုသူတို့နှစ်ခုခွဲပြီးတော့သူတို့ထင်းနေကြတယ်ပေါ့။အဲ့တော့အတူဆုံးဖြစ်ခြင်းတော့စီးကြိုသွေးကြိုယောဂဆိုတာယောဂတစ်ခုတည်းပဲဖြစ်ပါတယ်လို့စီးထဲမှာသွေးတွေချိုးဖို့ဆိုတာစီးရနှလုံးကနေပြီးညှစ်ထုတ်လိုက်တဲ့သွေးကဒီလိုပြန့်သွားတဲ့အခါမှာကြောက်ကောက်ရောက်သွားတဲ့သွေးတွေကိုကြောက်ကနေစစ်ထုတ်လိုက်တယ်စစ်ထုတ်လိုက်တဲ့အခါကျတော့ ွေးတွေမှာတရားတွေများတယ်ဆိုရင်အဲကြောက်ကကဖြစ်လာတဲ့စီးတဲ့မှာလည်းတွေးကြွတတ်တယ်များလာတယ်အဲ့ဒါစီးချိုတယ်ပေါ့စီးချိုယောဂာနဲ့တွေးချိုယောဂာဆိုတော့တကယ်တော့ယောဂာတစ်ခုတည်းဒါပေမဲ့ပီးရင်ကတော့ဘာလဲဆိုတော့တွေးချိုနေခြင်းအသာတွေအဓိကဖြစ်တယ်ပေါ့နော်တွေးရဘာကြောင့်ချိုနေလဲဆိုရင်ခန္ဓာကိုယ်ထဲမှာအာစားတော့လေလို့တက်လာတဲ့ဂလူကို့ဓာတ်တွေအချိုဓာတ်တွေဟောဒါမှမဟုတ်ခန္ဓာကိုယ်ကတိမ့်ထားပြီးတော့အသေးကနေပြန်ထုတ်ပြီးတဲ့အချိုဓာတ်တွေအဲ့ဒါကိုထိမ့်သိမ့်ပြီးတဲ့ ဟော်မုန်းဓာတ်ကအင်ဆူလင်လို့ခေါ်တယ်သူကနည်းနေလို့ဟောဒါမှမဟုတ်သူရဲ့အာနိသင်ကရှိသင်ရှိတတ်တာနဲ့အာနိသင်တွေကယော့နေလို့သူ့ကျူဓာတ်ထိန်းသိမ်းမှုနည်းပြီးတော့သူ့ထဲမှာသူ့ချူတာရင်းဖြစ်တယ်နောက်တစ်ခါစီကျူဓာတ်လို့ဘာကြောင့်ခေါ်ကြလဲဆိုတော့ဒီယောဂဆက်ပြီးတည်တဲ့ချိန်ကာလတုန်းကဟိုးလုံးကတည်းက BC 2500မတိုင်ခင်လောက်ပဲရပေါ့အဲ့ဒီလူတွေကစီးတွေပေါ်မှာရင်ကောင်းပြီးပွဲစိတ်တွေနားတာတွေ့တယ်အဲ့တော့တချို့တော့ သမားတော်ရောလူနာတွေရောအဲ့ဒီစီးကိုရှာနေတူကြည့်တယ်တူကြည့်ကကြချိုးနေတယ်အဲကြောင့်ချိုးတယ်ဆိုပြီးတော့စီးချိုယောဂါလို့အဲ့ဒီတော့ ਨੇ စာပြီးတတ်မှတ်တယ်နောက်တစ်ခုကလည်းကျွန်တော်တို့မာစတာကျောင်းသားဘုရားကျွန်တော်မာသိပ္ပံကျောင်းသားဘုရား UMP ကျောင်းသားဘုရားလူတွေရောစီးချိုသူချိုယောဂါဖြစ်လာတည်ကြည့်ရင်သူရှယ်နေစီးကိုတောင်းတောင်းလိုက်တယ်ပြီးရင်ကျွန်တော် test tube လို့ခေါ်တဲ့ဖန်ပြနေထည့်တယ်စီးပြောင်းလေးကျွန်တော်ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ကျွန်တော် benedict solution ကိုခေါ်တယ်အဲ့ဒါကို မီးနဲ့ပူပေးတယ်စူအောင်လို့အဲ့ခါကျတော့ဘာပြောလဲဆိုတော့အရင်ကစီးထဲမှာတကြက်တက်ပေါဝင်မှုအနေမြောက်ဝင်မှုတည်ပြီးတော့အပြရောင်ပြရောင်နေအစိမ့်ရောင်အစိမ့်ရောင်နေပြီးတော့အဝါရောင်ဝါရောင်နေလေမောင်လေမောင်နေနီရောင်နီရောင်ဆိုအမြင့်ဆုံးပေါ့အဲ့လိုဖြစ်သွားတာအဲ့တော့ဘလို့စစ်လဲဆိုတော့ဟိုတုန်းကကြီးကိုပဲချူပြီးစစ်တဲ့အတွက်အချိုးနေတဲ့စီးထဲမှာတကြက်တက်တည်များနေတဲ့စီးကျူစီးကျူလို့ခေါ်ခဲ့တာဖြစ်တယ်နောက်ထပ်စီးများတဲ့ယောဂတစ်ခုရှိတယ်စီးရွားတဲ့ယောဂတစ်ခုကစီးများတာကိုဘာခေါ်လဲဆိုတော့ကျွန်တော် Greek စကားလာတော့ diabetes ပေါ့ diabetes ဆိုခေါ်တယ်ဒါပေမဲ့အဲ့ဒီကြီးများတဲ့ယောဂဥနောက်ထဲရဲ့ရဲ့ pituitary ဆိုတဲ့အခြေခံအနောက်ဘက်ခြမ်းနေပြီးတော့ကျွန်တော် desmopressin ဆိုတဲ့ hormone မထွက်သူသူကစီးတွေထွက်လာတာဒါပေမဲ့အဲ့ဒီစီးကိုတွူးကြည့်လိုက်တဲ့အခါကျတော့အရသာမရှိဘူး tasteless ပေါ့အဲ့ကြောင့်သူ့ကြွားကခေါ်လဲဆိုတော့ diabetes insipidus လို့ခေါ်တယ်ကျွန်တော်တို့အခုပြောနေရောကြားခဲ့ကြတော့ရှာနဲ့တွူးကြည့်လိုက်တဲ့အခါကျတော့ချိုးနေတယ်အဲ့ကြောင့် diabetes mellitus လို့ခေါ်တယ် mellitus ဆိုတာက ။ဘာလဲဆိုတော့ကျွန်တော်တို့ပြားရည်ကိုခေါ်တာ။နောက်တစ်ခုကအခုခက်ကလာမှာကြတော့ဘယ်သူမှကျွန်တော်စီကိုတောင်းနေဘူး။ကျွန်တော်တောင်းနေတာဘာလဲဆိုတော့စီလေးပြပါကျွန်တော်သွေးလေးပြပါဆိုလက်ထည်လေးသွေးလေးဖောက်လိုက်တယ်။ဖောက်လိုက်ပြီးဆက်ကလေးကျတော့တိပဲဆက်လိုက်တယ်ဆက်လိုက်တယ်တီးကြီးတဲ့သူများနေတာ။အဲ့တော့လက်ကိုဆက်တာသွေးကိုဆက်တာများနေပါများလာဆိုသွေးတွေပါများလာ။အဲ့ကြောင့်သွေးချိုခြင်းလို့ကျွန်တော်တို့ကသူနောက်ပိုင်းပြောင်းပြီးခေါ်တယ်။ဘာမှတော့စီချိုခြင်းသွေးချိုခြင်းဒီယောဂတူကြီးပဲ။နောက်တစ်ခုက စီးချိုနေခြင်းကိုယောဂါတို့တတ်ဖတ်ဖို့မသိတော့တဲ့အကြောင်းရင်းတစ်ခုပေါ်လာတယ်။ဘာလဲဆိုအခုနောက်ဆုံးပေါ်တဲ့ဇီဝရည်တွေမှာ SGL2 inhibitors လို့ခေါ်တဲ့စီးတွေဒါပါတို့ကန်နာတို့အမ်ပါတို့အမ်ပါဂလီဖလောက်စင်တို့သူတို့ကသွေးရတကြားဓာတ်တွေကိုစီးထဲမှာများသောအောင်လို့စီးထဲမှာစွန့်ထုတ်ပြလိုက်အောင်လို့လုပ်ပြလိုက်တယ်။လုပ်ပြလိုက်ခါကျတော့စီးရဲ့အာနိသကကိုစီးချိုနေတာအဲစီးချိုနေခြင်းကိုကျွန်တော်ယောဂါလို့သတ်မှတ်လို့မရတော့ဘူး။ ။နောက်ဆုံးတော့လူနာတယောက်ယောဂရှိမရှိဘူးကျွန်တော်ကတွေးတယ်မှာတတ်မှတ်ပြီးတော့ပဲတွေးချိုခြင်းလို့ခေါ်တယ်။ဒါပေမဲ့အချုပ်ပြောရရင်တော့ချီချိုတွေးချိုယောဂဆိုဒီမှာနှစ်ခုအတူတူပဲဖြစ်ပါတယ်။နောက်ဘယ်ဟာမှာစမ်းတက်လဲပုံမှန်မသိရဲတွေးကိုစမ်းနာတာစီးကိုစမ်းနာတာတွေးတယ်မှာချိုနေလို့ဆိုရင်တွေးချိုတယ်စီးတယ်မှာချိုနေလို့ဆိုရင်တော့စီးချိုတယ်။ဒါပေမဲ့ယောဂတော့တစ်ခုပဲဖြစ်ပါတယ်။အဲဒါကြောင့်အခုဖြစ်တော့မမကန်နဲ့စီးချိုတွေးချိုယောဂဆိုရင်ဒီခုတွဲပြီးတော့ခေါ်တာဖြစ်ပါတယ်။